အဲဒီမှာမေးထားတာလေးကဟိုဘက်ကဖြစ်သွားတဲ့စာကို Viber မှာဘယ်လိုပြန်ကြည့်ရမလဲတဲ့ဥပမာတစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ Viber နဲ့စာပို့လိုက်တယ်ဒါပေမဲ့အဲ message ကိုကျွန်တော်တို့ကမဖတ်ရသေးဘူးမကြည့်ရသေးဘူးဒါပေမဲ့သူကတလိလိုက်တော့ဟာဖတ်လို့မရတော့ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှင်အဲဘယ်လိုပြန်ကြည့်ရမလဲဆိုလို့ရှင်ဒါ tab party software ကိုအမိပြို့ပါမှာပေါ့နော်ရင်ဆုံး play store ထဲကိုတွားပြီးတော့ဒီဒီ software လေးကိုတွားတောင်းလိုက်ပါ notice ဆိုတဲ့ software လေး ဒါလေးကို install လုပ်လိုက်ပါအရင် open လုပ်လိုက်ပြီးတော့ next ကို next next button နဲ့ဒါ allow ပေးလိုက်ပါဒါကို next ထပ်နေပါဒီ notice လေးကိုဒါ on ပေးရမှာပါเนาะအဲဒါဆိုလို့ရှင်ထောက်လဲ allow ပေးရမှာပါ ကျွန်တော်ဒီမှာစမ်းကြည့်အောင်ဥမာတစ်ဖက်ကဒါမမတ်ဆေးပို့လာတယ်ပေါ့နော်ဥမာထားလိုက်ပါကျွန်တော်တို့ဒါမကြည့်ရသေးဘူးမကြည့်ရသေးပဲနဲ့ဒါတစ်ဖက်ကနေပြီးတော့ဒါတလိတော့မယ်ပေါ့နော်အဲဒီလိုတလိတော့ပြီဆိုလို့ရှင်ကျွန်တော်တို့အဲ့ဆွမ်းနာဒေါင်းလုဒ်ထားတဲ့ notice ဆိုတဲ့ software တွေဝင်ပြင်ပြရင်ဒီမှာဒူပါပို့ထားတယ်ဆိုတာဒီမှာပြန်ဖတ်လို့ရပါတယ်အားလုံးပဲအဆင်ပြေပါစေ